အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂမောင်ချန်နယ်ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့19ရက်ဇန်လ2025ရက်နေ့မင်္ဂလာညရက်မှာစစ်တရင်နေရာဖြင့်ရဲသုံးဘော်ရဲ့စစ်တရင်လေးတွေနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်တရင်များမစတင်ပြီးမှကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးပါအောင်ခင်ဗျာ ဟုတ်ကဲ့စစ်တရင်များစတင် လိုက်ကြရအောင်ခင်ဗျာမီဒီယာလောကလက်နက်ဟာကလောင်သွားမဟုတ်ပါလား တန်ဆောင်ထက်ကြောက်ဆောင်ထက်တယ်ကြောက်ဆောင်ထက်ရေဆောင်ထက်တယ်ရေဆောင်ထက်လေဆောင်ထက်တယ်လေဆောင်ထက်အတန်ဆောင်ကပိုထက်တယ်မဟုတ်ပါလားဗျာအတန်နဲ့တစ်သားကိုဖျက်လို့ရတယ်လေတင်ပြကျင်တာကတီဘောခွင်ကရန်သူပလောင်တွေနဲ့တိုက်ပွဲဝင်နေတဲ့တမရစစ်ကြောင်းများကအရာရှိစစ်သည်များအတွက်တမရကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကျူကျူလမိသားစုက ကျသားတံပေါက်အချိုရီဘူးနဲ့ရေသံဘူးများကိုထူလိုက်တဲ့သတင်းစကားကတော့နှလုံးပီတိဂွမ်းစီတိဖြစ်ရပါတယ်ခင်ဗျာကြီးရလေညစ်ကိုကြီးတိဘောဒေတာတိုက်ပွဲဝင်တက်မတော်သားအလုံးအတွက်ကျသားတံပေါက်အချိုရီဘူးများနဲ့ဂုံပြုတ်ချင်းမြင့်မဲ့အစီစဉ်အစာအခုတော့တက်ချုပ်ကြီးတို့မိသားစုကလှူဒန်းပေးလိုက်လို့ဝမ်းသာ ကြည်နူးပီတိဖြစ်ကြရပါတယ်ခင်ဗျာ ရဲသုံးဘော်တို့တင်ပြနေတဲ့အစိတ်အတော့ဂင်းတဲ့စစ်သည်အမှန်များရဲ့ state ပုံများကိုမိဘပြည်သူများရောတမတော်အတိုင်းဝိုင်းမှလူကြီးမိဘများကိုယ်တိုင်အားပေးဖက်ရှုနေတဲ့ဆိုတဲ့သက်သေပဲဖြစ်ပါတယ်အတံပေးပြီးစစ်တိုက်နေတဲ့စစ်သားတွေကတသက်ရောက်ရနေရမှအာရုံကြီးနောက်လိုက်နေတဲ့အဖွဲ့တွေကတသက်ဟုတ်တော့ဟုတ်နေပါပြီလက်ရှိတက်ချုပ်ကြီးနဲ့ဒုတက်ချုပ်ကြီးတို့ကပြတ်သားတယ် အဘွင့်အခက်အကြီးကြီးတွေလည်းအာမနာရဘူးသေတံနဲ့နှိရှိထောင်တံတွေပေးခံရလို့ဘဝတွေပြက်ကုန်တာစုပ်ပြက်သက်ကုန်တာအလုံးအသိပါပဲမုံဝေတဲ့အဘက်မှာမပါပဲဒုံဝေတဲ့အဘက်မှာပါနေကြဦးမယ်နော်ဘာရင်မဟုတ်ပါဘူးသတိပေးတာပါခမစင်မြင်ပြင်အစဉ်တွုံးမြင်ခြင်းနဲ့ဂျမ်ပရိုမိုးရှင်းခေါ်နှစင်မြင်အစဉ်တွုံးမြင်ပေးခြင်းများကလည်းခေစားနေတယ်မဟုတ်ပါလားတက်ချုပ်ကြီးပေးတဲ့ဒုက္ကိုစားမလား မုံကိုစာမလာဆိုတာကတော့ခမရတို့သဘောပါပဲဒီဘောမှာ48နာရီစစ်ကြောင်းများအောင်မြေခြေရင်ခိတ္တနားကြပါလိမ့်မယ်နောက်ထပ်ရီမာချိုနဲ့ထက်ချင်းထားလို့အားမွေးလိုက်ဦးမယ်ဗျာဆရာသမားများနဲ့ငွေချင်းအလုံးကို လေးစားယူသေးစွာဖြင့်ရဲသုံးဖို့ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးကလေးနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ ဆရှိရဲ့ဇယ်လ2025ရင်းနေ့ညနေပိုင်းအချိန်မှာစကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်ရန်တရိုရွာနီးမှာနေမြေရှင်းနေတဲ့မြမတက်မတော်စစ်ကြောများနဲ့အကြမ်းဖက်သောင်းကျန်းသူဗရက်အဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလက်နေရပြီးရန်သူအကြမ်းဖက်များထံမှအကြမ်းဖက်ဗရက်နှလုံးတိုက်ရှိစေတဲ့တနက်တလက်ကြီးအင်ကြီးစံများ သိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့အမ်ဘရန်နာမှာရှိနေတဲ့နတ်ရေကန်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာစကွေးဇင်လ2025ရဲ့နေ့ဒီနေ့မှာတော့နိုင်ရေကန်တောင်အနီမီတာ၈တောင်အတွင်းမှာမြမတပ်မတော်လုံချိုးတပ်ဖွဲ့ဝင်များကကွက်ပြေနေနေမြေရှင်းလင်းတဲ့အခါမှာတော့ အကြံပေးတောင်းကျင်းသူအေအဖွဲ့များဒရုန်းလွတ်တင်ရေးစခန်းတစ်ခုကို စီနင်းသိမ်းပိုင်နိုင်ခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိမိဘက်ကစစ်တီတူဒဏ်ရာနှင်းငယ်ရရှိခဲ့ပြီးအကြံပေးတောင်းကျင်းသူများဟာဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးအကျိုးမြတ်ရလဒ်နေရန်ဖြင့်နေမိုင်းရှင်လုံးပြစ်ချင်းတရားနဲ့မြေခွေးချင်းတရားဘန်ငါ30လုံးတဲ3လုံးဆက်သွေးမြောင်း150ပေနဲ့ အကြံဖတ်များလွတ်တင်တဲ့ Quick Order Drone 30တို့ကို30ရမိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့မတရားဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာစကရီယဇင်လာ2025ရင်းနှီးမှာတော့မရိယာမြို့နယ်ကျောက်စရကုန်းအနီးမှာတပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များကနေမြေရှင်လင်းတဲ့အခါမှာကျမ်းဖက်သောင်းရမ်းသူအချို့နဲ့ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ် ဖြစ်စဉ်အတွင်းမှာမိဘကဒီကိုင်းမှုဒီစုံတရားမရှိပဲအကျိုးမြတ်ရလက်နေရပြင်အကြံဖက်တောင်းရင်သူတလောင်းလက်နဲ့ငယ်နှစ်လက်တို့ကိုသိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခမညာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ပလမျိုးနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခမညာ19ရက်ဇင်လ2025ရက်နေ့မှာတော့ပလမျိုးရဲ့အရှိမြောက်မီတာ3000ကအကွာမှာတက်မတော်လုံချွေးတက်ဖွဲ့ဝင်များကနေမြေရှင်းလင်းတဲ့အခါ အကြံပတ်သောင်းရံသူ KNU အဖွဲ့နဲ့ထိတွေ့မှုအနှဲငယ်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာမိဘကစစ်တီတူဒံယာနှဲငယ်ရရှိခဲ့ပြီးအကျိုးမြတ်ရလဲ့နေရာဖြင့်အကြံပတ်သောင်းရံသူ KNU တလောင်း AK33 တနတ်ဒလတ် GA နှစ်ခုနဲ့ G20 တောင်းတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းနယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ဆက်ရှိရဲ့ဇင်လာ2025ရဲ့နေ့မှာတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့နယ်ဖော်ရုံလန်းစုံ အနီးမှာအကျဉ်းအကျံတောင်းကျန်းသူဗရက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များကနေမြေရှင်းလင်းတုတ်တင်ချေမှုရမှာမိမိဘက်ကထိခိုက်မှုဒဇုံတရားမရှိဘဲအကျိုးအမြတ်ရလတ်နေရခြင်းအကျံဖတ်တောင်းကျန်းသူဗရက်တလောင်း လက်နက်ငယ်6လက်နဲ့ဘုံသီးမျိုးစုံတို့ကိုတင်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့ဖားစီတံဝေတဲ့ကရင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့လေကီကောတရင်လေးပါဟုတ်ကဲ့ဆက်ရှိရဲ့ဇေလ2025ရင်းနှီးမှာတော့မြမတမရောပလက် DKBA မူလပလက် BGF မူလတို့နဲ့နေမြရှင်းလင်းစစ်ကြောင်းတို့ခြေမုံတဲ့အခါမှာ အကြံပေးတောင်းကျင်းသူ KNU ဗလက်ဗရမယာနေရာယူထားတဲ့နောက်ဆုံးခန်းစစ်ခန်းဖြစ်တဲ့လေကုတ်တော်ဒေသဆွေရကုန်းစခန်းကိုမြမတက်မတော်လုံချိုရေးတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းအပွဲတို့ကအောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။ဟုတ်ကဲ့လေကုတ်တော်ဒေသတွင်းကိုဝင်ရောက်လာတဲ့လုံချိုရေးတပ်ဖွဲ့ဝင်များကိုဒေသခံပြည်သူများကလည်းအောင်တပြေပန်းများရည်ချမ်းများနဲ့ လှိုင်းလိုက်လဲလဲကျူစုခဲ့တဲ့ဆိုတဲ့အကြောင်းကိုတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့မြမတမ္မတော်လေးရဲ့လေကြောင်းကန်ဒီဘုံကျဲရှင်လင်းသုတ်တင်တဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာယနေ့19ရက်10လ2025ရက်နေ့မှာတော့မိုးကုံမြို့ရဲ့အနောက်ပိုင်းကြောက်ဖားနေရာကိုနှစ်နာရီအချိန်ကမှတမ္မတော်လေးကနေလေကြောင်းကန်ဒီဘုံကျဲရှင်လင်းသုတ်တင်လိုက်ပါတယ် ဒါလို့ရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကျန်းဖက်သောင်းကျန်းသူများအခြေပြုရာနေရာနဲ့အကျန်းဖက်သောင်းကျန်းသူအချို့ထိခိုက်ဒေဆုံးမှုဒဏ်ရာရရှိမှုအဆောက်အဦများပျက်စီးဆုံးရှုံးမှုရှိကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကလည်းလေကြောင်းကဘုံကျဲရှင်းလင်းတဲ့သတင်းလေးပါယနေ့19ရက်10လ2025ရက်နေ့မှာတော့ ရှမ်းမြောက်ဒေသမန်တုံမှာရှိနေတဲ့အကျန်းဘက်တောင်ရံသူပလောင်များအခြေပြုရာနေရာကိုမြမဓမ္မရောလေနသားများကလေကြောင်းကနေဘုံကျဲရှင်းလင်းသုတ်တင်လိုက်ပါတယ်။ဒီလိုရှင်းလင်းလိုက်တဲ့အတွက်ကြောင့်၎င်းတို့အခြေပြုရာနေရာများပျက်စီးဆုံးရှုံးမှုရှိသလိုကြောင်မဲကနေခိုးယူသွားတဲ့မိသားကအချို့လဲထိခိုက်ပျက်စီးမှုရှိကြောင်းနဲ့အကျန်းဘက်တောင်ရံသူအချို့လဲတေဆုံးဒဏ်ရာရမှုရှိကြောင်း တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဆီယမင်းတုံတရရေးတဲ့ဝါလော့ပြဿနာ အဖြေရှာဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာမနေ့ကတော့ဒီဝါသတင်းကတော်တော်လေးနေရာယူလွှမ်းမိုးခဲ့ပါတယ်မီဒီယာတွေကဒီသတင်းကွက်ကွက်လေးကိုပဲပုံကြီးချက်ပြီးသတင်းတင်ဆက်နေတာဟာရည်ရွယ်ချက်အမျိုးမျိုးရှိလိမ့်မယ်လို့ယူဆစရာရှိပေမဲ့အဓိကရည်ရွယ်ချက်ကတော့တခုပဲရှိတယ်လို့မြင်ပါတယ် ဒါကတော့ဝါကိုမြောက်ပေးဆွန်ပေးပြီးအစိုးရကိုစန့်ကျင်ပုံကန်လိုတဲ့အင်အားစုတရက်ဖြစ်အောင်သွသွင်းကျင်လို့ပါပဲဝါကိစ္စမိုင်းလာကိစ္စကတချိန်တော့ရှင်းရမယ့်ပြဿနာတွေမှာပါတာကတော့မငင်းလို့ပါဘူးဒါပေမဲ့လက်တလုံးရှင်းရမယ့်အထဲမှာတော့မပါသေးဘူးလန်တလုံးမဖြစ်မနေရှင်းရမှာကဆုံးရှုံးသွားတဲ့နေမြေတွေပြန်လဲရယူဖို့နဲ့ရွက်ကောက်ပွဲကျင်းပနိုင်တဲ့ဧရိယာတွေပုံမတိုးချဲ့ကျင်းပနိုင်ဖို့ကပိုအရေးကြီးနေပါတယ် ဝါယောမိုင်းလားပါနိုင်ငံတော်အချုပ်ချာအနာကိုမတိမဲ့မြင်ပြုသလိုလုပ်နေတာအတော်ကြာပါပြီစစ်ဘရင်ဝါလောပုံစံနဲ့နေသားကြနေတဲ့ဝါနဲ့မိုင်းလားဒေသကြောင့် AAKIA KNU CNF KMBB KND အတို့ကလည်းနေကျင်လာကြတာပါဒီလိုနေခွင့်ရတာကိုအားကျနေမှုကလည်းပြည်တွင်းစစ်ကပုံပြီးကြီးထွားလာစေခဲ့ပါတယ်။ဝါလော့စစ်ပြင်းရင်ကျင်းမှုကမြမမြေမှာအခုမှ ပေါ်ပေါက်လာတာတော့မဟုတ်ပါဘူး။ ပရိသေရင်ကျင်းမှုနဲ့အတူထုံးကားလာခဲ့တာပါထီးပြိုင်နန်းပြိုင်ဆိုတဲ့သမိုင်းကလည်းဒီနေ့ပြည်တွင်းစစ်အပေါ်တက်ရောက်မှုအများကြီးရှိနေပါတယ်အင်္ဂလိပ်ခေတ်မှာလည်းအင်္ဂလိပ်ကဒီကိစ္စကို မကင်တွယ်ခဲ့ဘူးဒီဒေသတွေကိုဒင်းပြေဂျက်ပြေအာနာတက်ရောက်ရေးထက်အခွန်ရရေးကိုသာဦးစားပေးခဲ့တယ်လူမျိုးစုခေါင်းဆောင်တွေကိုမင်းတို့ဆက်အုပ်ချုပ်ကြငါ့ကိုတော့နှစ်စဉ်အခွန်ဘန္နာဆက်နဲ့ ဒီလိုပဲသွားခဲ့ကြတာမို့ဒီပြဿနာဒီရင်ကျင်းမှုကဒီဘက်ခေတ်ထိဆက်လက်တည်ရှိနေတာတွေ့ရပါတယ်။ဒါတော့ဥနေဝင်က1959 60မှာရှမ်းစော်ဘွားတွေကိုအာဏာအတင်းစွန်ခိုင်းပြီးလူမိုက်လုံလိုက်လို့မဟုတ်ရင် ရှမ်းမှာဝလို့ပရိသတ်ဘရင်ငယ်တွေဘလောက်တောင်ပေါ်နေမလဲဆိုတာမပြောနိုင်သေးပါဘူး။တမန်အဖြစ်ပရိသတ်သမိုင်းကို အားကျခဲ့ကြတဲ့မြမတိုင်းရင်သားတွေဟာအာဏာကိုအလွန်မမောကြပါရဲ့။ အခွင့်သာရင် ခွဲထွက်မယ်အခွင့်မသာရင်ဝါလုံးနဲ့နေမယ်ဘလို့မှအခွင့်မသာသေးရင်ဘယ်အချိန်ဗမာတိုင်းရင်းသားအချင်းချင်းထပ်သက်ကြမလဲအဲ့ဒီအချိန်ဟာသူတို့အတွက်အခွင့်ကောင်းအခါကောင်းပဲဆိုပြီးအမျက်အမျက်ထုတ်ကြပါတယ်ဒါကလူမျိုးရေးအခြေပြု နိုင်ငံရေးလုံနေကြတဲ့အဖွဲ့တိုင်းရဲ့တူညီတဲ့နိုင်ငံရေးစီအယူအဆတွေဖြစ်ပါတယ်ဘယ်အီအိုခေါင်းဆောင်မှတော့ပြည်တော်စုနဲ့ချီပြီးမတွေးကြသလိုလုပ်ဖို့လဲ ဆန္ဒမရှိကြပါဘူးလူကြောင့်ကောင်းအောင်လောက်သာဖက်ဒရယ်တို့ဒီမိုကရေစီတို့လောက်ရှောက်ပြောနေကြတာပါအဲ့ဒီတော့မြန်မာနိုင်ငံရေးကိုအောင်မြင်ခြင်းနဲ့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်လောက်အောင် လုပ်ချင်တယ်ဆိုရင်တော့ဝါလော့စစ်ပြင်းတွေမရှိဖို့လိုပါတယ်လုံမြောက်နေမြေတွေမထားဖို့လိုပါတယ်ဒီနေမြေတွေဟာအစိုးရကိုပုံကံမဲ့သဘုံတွေမွေးဖွားနေရနေရဖြစ်နေပါတယ် ချုပ်ပြောရရင်တော့ဝါလုံးပြဿနာကိုဖြေရှင်းတဲ့နေရာမှာစီးရင်နီလန်းတကူတည်းနဲ့မအောင်မြင်နိုင်ပါဘူးစီးရင်အရာဖိအားပေးဖို့လိုသလိုနိုင်ငံရေးအရာမျှော်လင့်ချက်ပေးဖို့လည်းလိုပါတယ်အရေးကြီးဆုံးကအိန္ဒိယနိုင်ငံတွေရဲ့အခမ်းကဏ္ဍပါဥပမာတရုတ်ထိုင်းအိန္ဒိယမင်္ဂလာဒေသနဲ့ပေါင်းပြီးစီးပွားရေးကုန်သွယ်ရေးနှစ်ဖက်ညှက်ပြီးပိတ်ဆို့လိုက်မယ်ဆိုရင်ပြည်တော်စုရင်ဝင်တဲ့ကိုမဖြစ်မနေခိုးဝင်လာကြပါလိမ့်မယ် ဒါကြောင့်အနာဂတ်မြန်မာနိုင်ငံရေးပြဿနာတွေထဲမှာဝါလော့ဟာလည်းမဖြစ်မနေဖြေရှင်းရမယ့်ပြဿနာတရက်အဖြစ်တည်ရှိနေတာကိုသတိပြုရတော့မှာပဲဖြစ်ကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆန်ရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာမနေ့ကမိတ်ဆွေတယောက်နဲ့စကားပြောဖြစ်တယ်ကြည်ရတာသူလည်းဒီရွေးကောက်ပွဲမှာဝင်ပြိုင်မှုစိတ်ကူးထားတယ်ထင်ပါတယ် ဘယ်နေရာဘယ်ဒေသမှာဝင်ပြိုင်မယ်လို့တော့ပြောမသွားပါဘူးဒါပေမဲ့လုံခြုံရေးအခြေအနေကြောင့်စီယုံရေးတွေလုံးတဲ့နေရာမှာလုံရတာအကန့်အသတ်ရှိနေတဲ့အပေါ်မှာသူကညင်းညူရှာပါတယ်ကိုကတော့ပြည်သူနေရာပြည်သူရှူတော်ကနေကြည်ပြီးမဲဆွယ်စီယုံရေးဆင်းပါလို့ပဲအကြံပေးဖြစ်ပါတယ်ဒီချိန်မှာခမရရဲ့ကိုရီကိုသေးတွေ promote လုပ်နေလို့ဆင်းနေရမယ့်အချိန်မဟုတ်ဘူးလို့လည်းအကြံပေးဖြစ်ပါတယ်ခမရဘာကောင်ကြီးပဲဖြစ်ဖြစ် ခမရငယ်ဘဝမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာလူလူကစိတ်မဝင်စားဘူးဆိုတာလေးပါသတိပေးပြခဲ့ပါတယ်ပြီးသူတွေအတွက်အရေးကြီးတာက စောင်းဝန်နေကြီးပဲဒစိမ့်အကြောင်းသူတို့ခေါင်းထဲအများကြီးမထည့်ထားနိုင်ပါဘူးလက်ရှိပြည်သူတွေနေတဲ့ဒေသမှာဥပမာပေါ့လေအေရော်ဒီတိုင်းမှာရန်ကုန်ပသိမ်ကားလန်းကခကြီးကအနီးလေးဒါပေမဲ့ကားလန်းတွေမကောင်းဘူးဒါတွေအဓိက လုတ်ပေးနိုင်ရင်ပြည်သူစိတ်ချမ်းသာတာပေါ့ အခုလိုတစောင်းတိုင်းပိတ်ရက်ဆိုတာအများပြည်သူတွေခီးသွားတဲ့အခြေဒီလမ်းလေးသာ ကောင်းလာခဲ့ရင်အထင်းသားမြင်နိုင်တဲ့ကိစ္စတခုပဲလို့ပြောခဲ့ပါသေးတယ်။နောက်တစ်ခါအေအန်ဝရီမှာအခုလိုစပန်းပေါ်ကြီးစပန်းစည်းတွေထိုးကျနေတာရှိပါတယ်။ကိုရီးယားမြန်မာနိုင်ငံမှာစပန်းထွက်တဲ့နေရာများများဆဆမရှိပါဘူး။ရွှေဘိုဘက်မှာလည်းစစ်တွေဖြစ်နေတော့စပန်းလည်းကောင်းကောင်းမဆိုင်နိုင်ဘူး။ တောင်သူတွေစပန်းစီကောင်းရအောင်ဘလို့လုတ်ပေးနိုင်မယ်ဆိုတော့မူဝါဒကောင်းကောင်းလေးသာ ချမှတ်လိုက်ပါတချို့မဲတွေရဖို့ဆိုတာက စီယုံစီရမလိုပါဘူးကိုကမဲပဲလိုချင်နေလို့ဘယ်ရမလဲသူတို့လိုအပ်ချက်လေးတွေဖြည့်ဆည်းပေးနိုင်အောင်လုတ်ပေးနိုင်ရင်လူလူစိတ်ထဲခမည်းနံမြီကို တသက်လုံးရှိသွားမှာပါလို့အကြံပေးပြလိုက်ပါတယ်ဒါကမြင်သာထင်သာရှိတာလေးပဲပြောပြခဲ့တာပါ တကယ်တော့တချို့ဒေသတွေမှာခက်ခဲနေတာအများကြီးပါရှုထောင့်စုံကကြည်ပေးနိုင်မှာပဲပြည်သူနဲ့တသားတည်းရှိနိုင်မယ်ဆိုတာလေးပါအကြံပေးပြခဲ့ပါတယ်ကုမင်းဗြဟ္မအကြီးဆွနွေးဝဲမှာကလေးကရေမချိုးတွေကိုသတိပေးခဲ့တာရှိပါတယ်ကိုကံလိုမျိုးနိုင်ငံရေးပန်းဝရင်ပလောင်ဟာအကောင့်တိုင်းဖြစ်နိုင်သေးတယ်လို့သတိပေးခဲ့ဘူးပါတယ်ဆိုလိုတာကမျိုးလဲမနာဘူးကိုလဲဂုံသိက္ခာအရမထိခိုက်ဘူးပေါ့ အခုတော့ NUG နဲ့ပူးပေါင်းပြီးတက်မတော်ကိုနောက်ဆုံးအထိတိုက်ခိုက်သွားမယ်တိုက်နိုင်ရင်ပြန်ယူဆိုတဲ့စကလုံးမျိုးသုံးခဲ့တာကစကားကြုံသွားခဲ့တယ်ပဲလို့ပြောရမှာပါအဓိကအသားနေချိန်မှာတစ်သလုံးအနိုင်ရနိုင်တဲ့စိတ်ကူးနဲ့လူမျိုးကြီးအမြင်ကျင်းမြောင်းမှုနည်းမြေလူလိုတဲ့စိတ်တွေကပဲပလောင်တွေရဲ့စစ်ပွန်းကြာရှုံးခြင်းအဓိကလက်သည်တရားခံဖြစ်ခဲ့တာပါကုစုံတက်မတော်ကဒီပွန်းချေလင်တဲ့နှစ်သုံးနာအထိကိုရောက်သွားပါပြီ။ လုံးလုံးစေတော့မိုဒီတရအချိုးခံထားရလို့ဘလို့ပုံဘလို့နီးနဲ့စစ်ချီမယ်တော့မပြောတတ်သေးပါဘူးဒါပေမဲ့နန်းဆန်နဲ့နတ်မတူဒေသတွေကိုလည်းလေချောင်းတိုက်ခိုက်မှုလုပ်လာပြီးခက်စိတ်စိတ်သတိပေးလာခဲ့ပါပြီနတ်မတူကလည်းပြန်ယူမှရမယ်ကိစ္စပါမဟုတ်ရင်နမတူမိုင်းရင်ကနေကိုက်ခိုင်သိင်ဒီအထိပြည်တော်စုလမ်းပိုင်းရဲ့နောက်ကျောကို အချိန်မရွေးထပ်ပြီးတော့ထောက်ထားနိုင်တဲ့ကိစ္စပါ လာရှုလဲကျောလုံးမှာမဟုတ်ပါဘူးဆိုတော့တီဘောကနေမန့်ဆန်လာရှုအိနိုင်ကနေမန့်ဆန်ဆိုတဲ့အခင်းအကျင်းမျိုးလဲသွားနိုင်တာပါပဲကရင်မှာတော့နောက်ထပ်ဝန်သာစီယာတခုကလေကြီးကောနာကဆွေတော်ကုန်းကိုတတ်မတော်ကဒီနေ့ပဲပြန်ရပ်သွားခဲ့ပါပြီရှမ်းမြောက်မှာစစ်ပောင်ကျင်နေချိန်နေဆက်ကစစ်ခန်းတွေကိုတိုက်ပြီးကိုသူလေးအိမ်မက်မက်ခဲ့တဲ့ KNU လဲအခုထိပြေးနေရတော့မှာပဲအခုမှမိုးရင်းကုန်တာဆိုတော့ ဝင်လင်းကာလတလျှောက်လုံးတပ်မတော်ရဲ့ဒိုးစစ်ကိုခံနိုင်အောင်ဆူတောင်းထားကြပေါ့ဒီကနေ့ရေမကျိုးပလောင်တွေစီကနေစကန်းတခွန်ထွက်လာတယ်တောင်ပုံးညော်ပြောတာကဘုံကျဲတိုက်ခိုက်မှုအတွေ့အလက်ရှိလာမယ်လို့ဆိုတဲ့တကယ်တော့ DMI တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနန်းဆန်မြို့နယ်တွေကတချို့နေရာလေးတွေထိခိုက်ဆပြုလာလို့ထွက်လာတဲ့အတန်လို့လည်းပြောလို့ရပါတယ် ခန္ဓာကတလောကလုံးရှမ်းနယ်ဒေသတွေကိုကျူးကျော်သိမ့်ပိုက်ခြင်းကအတမထွက်ခဲ့တဲ့ရေမချိုးတွေကနန်းစံဒေသကကွန်ဟေရွာနဲ့မိုင်းငေါ်နာကပလောင်ရွာတွေကိုထိလာလို့ဒီစကားပြောလာတာကနေဒီစကားပြောလာတာကတော့အာသိစရာပါ မြို့ရွာတွေဖြက်စီးလန်ဒရာတွေမိုင်းတောင်တဲ့ရေမချိုးတွေကအခုမှနာရကောင်းမှန်းသိတာတော့နောက်ကျသွားပြီလို့ပြောရမလားပါပဲတကယ်တော့ ကိုပိုင်အုတ်ချုပ်ခွင့်ရမြို့နယ်နှစ်မြို့နယ်စလုံးပေါင်းလို့ပလောင်လူဦးရေအချိုးအစားရေတွက်ရင်တောင်သိန်းကနန်းလောက်ပဲအင်အားရှိမှာပါဒီလိုပြောလို့ပလောင်လူမျိုးအလုံးကိုလွမ်းခြုံပြီးမဆိုးလို့ခြင်းပေမဲ့တန်းတယောက်ရှိရင် DNA လေးစီမံမဖြစ်မနေစစ်မှုထမ်းရတဲ့စနစ်ကျင်သုံးတဲ့အတွက်ပလောင်အလုံးက DNA လေးပါလို့လက်ညှိုးထိုးရင်လည်းမမားပါဘူးဇာရှိလိုပဲတိုက်နိုင်ရင် ပြန်ယူဆိုတဲ့တောက်ချိုးက ကုမင်းဆွနွေးဝဲမှာပြောခဲ့တာမဟုတ်ဘူးလားလို့ပြန်မေးကြည့်ရမှာပါဒီစကြီးစဖြစ်ကလေးကနတ်ဆန်မျိုးအပါဝင်နတ်ဆန်ဒေသတွေကမန်လွယ်တောင်ကျော်ဇယန်းကြီးခေခင်တိုက်တောင်ခုစာမန်းလွယ်မန်းတုံစသဖြင့်ဒီရွာတွေကိုပဲလေကြောင်းတိုက်ခိုက်မှုတိုက်ရိုက်လုပ်ရင်ဇလန်းကဒီမာရင်ပြီးပါတယ်တမ်မတော်ရဲ့ထိပိုင်းကောင်းဆောင်တွေအများကြီးတက်ညာနေခဲ့လို့သာစကရဲကသဘောပေါက်ဖို့ကောင်းတာပေါ့ ဒီနေရာတွေဘုံကျဲလိုက်တာနဲ့မိုးကုတ်မိုးမိတ်ကုတ်ခိုင်နန်းခမ်းနတ်မတူဘော်တွင်းနဲ့မန်းဆန်ဒေသတဝိုက်ကရှည်ရန်စခန်းထိုင် ပလောင်တွေပြန်စရာမြင်မရှိတော့ပါဘူးတကယ်ဆိုရင်နတ်မတူ3နှစ်လေးတက်ဓမာယုံတဲကတန်ရာရတဲ့လူနာအပါဝင်အယောက်20လောက်အရှင်လက်လက်တပ်ပစ်ခဲ့တဲ့သွေးကြွေးတွေကမချောက်သေးပါဘူးတပ်မတော်ရဲ့ဒိုးစစ်ကနန်းဆန်မြူတဲ့ချီမချသေးဘူး အတုံးအလဲဆိုတဲ့ဇကားကတကယ်တော့ငါတို့ပြောရမယ့်ဇကားပါ လာပါဦးမယ်အတိုးရောအရင်မှဆက်ဖို့မင်းတို့ရေမချိုးတွေပြင်ထားကြဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြစ်ဆီယမုတ်တိဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့သတင်းဆောင်ပါလီနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာ2020ပြည်ထနာနောက်ပိုင်း10နှစ်ခွန်ကနေဟိုနေရာကိုဟိုတပုံကသိမ်းလိုက် ဒီနေရာကိုဒီသဘုံကသိမ်းလိုက်ဆိုတာမျိုးဖြစ်ခဲ့ပါတယ်။လက်ရှိအချိန်မှာဆို ရခိုင်ကအေအေကိုဖိဖိစီစီပြန်မလုပ်သေးတဲ့အတွက် ရခိုင်ဒေသတော်တော်များများကို အေအေတို့နယ်မြေစုမိုးထားနိုင်နေပါတယ်။မြန်မာနိုင်ငံအနက်မှာစစ်မျက်နှာတွေဖြစ်နေတော့ဟိုနာထိန်းထားရဒီနာထိန်းထားရနဲ့စစ်တပ်ဘက်ကဗေနီယာကိုမှအင်ပြေအံပြေစစ်တိုက်လို့မရဘူးလို့ဖြစ်နေတာပါ။ မဟုတ်ကြဘာတွေလို့အလူလူပေါ်လာတဲ့အဲ့ဒီသဘုံတွေကိုဘလို့နှိမ်နေမလဲစစ်သူကြီးစွန်စုစာရီဖတ်ဘူးပြီမဲ့ကိုကစစ်သားမဟုတ်တော့စစ်မာဗျူဟာတွေတေးချမသုံးဘူးဘူးမြန်မာနိုင်ငံစစ်တပ်မှာဘာလက်နက်တွေရှိတယ်ဘယ်သူတွေရှိတယ်ဆိုတာလည်းမသိပါဘူးငယ်ငယ်ကတော့ရမ်ဘိုတို့မာရီယိုတို့လိုဂိမ်းတွေတော့စော်ဘူးပါတယ်တကယ်လို့စစ်တပ်မှာစစ်သား၃သိန်းရှိတယ်ဆိုပါစို့ တသိန်းကိုအရေးကြီးနေရာတွေကိုကာကွယ်တောင်းခံထားရမယ့်နေရာတွေမှာအခြေချထားမယ်။နောက်တသိန်းကမိုဘိုင်းပုံစံနဲ့အခြေချထားတဲ့နေရာတွေလာတိုက်ခံရရင်ကူညီဖို့နဲ့ထောက်ပံ့ရေး logistic အတွက်အဆင်သင့်ဖြစ်နေစေရမယ်။အရှိမတိုက်နေတော့အနောက်ကိုဝင်တိုက်ရင်ဖြစ်ဖြစ်အခြေချလုံခြုံရေးယူထားတဲ့အရေးကြီးနေရာတွေကိုလာတိုက်လို့ဖြစ်ဖြစ်စစ်တိုက်နေရတဲ့စစ်ကြောင်းတွေလိုအပ်တဲ့လက်နက်ရိက္ခာကူပေးဖို့ ဤခွေးမအစုံနဲ့စတန်ဘိုင်းစောင့်နေတာမျိုးပါကျန်တဲ့စင်သားတသိန်းကအခုဇောင်းထနေတဲ့သဘုံတွေတပွဲချင်းစီကနေစပြီးတိုက်သွားမယ်ကလေးအတွေးပေါ့ဥပမာအေအေကိုစစ်သူကြီးမှာဗန္ဓုလာကရခိုင်မြောက်ပိုင်းမြောက်ဦးဘက်ရခိုင်တောင်ပိုင်းအေယံဝရီရခိုင်အလဲပိုင်းကို ရေတက်လှေသိမ်းမောနဲ့တပြိုင်တည်းဝင်တိုက်တယ်ရခိုင်သဘုံတွေစစ်မျက်နှာအများကြီးမဖွင့်နိုင်လို့ကစင်ကလေးအဖြစ်ပြီးစစ်ရှုံးတယ် အခုအဲ့လိုစစ်ကြောင်းသုံးခုခွဲပြီးကြီးရည်လေးစုပေါင်းတိုက်မယ်ဆိုရခိုင်အေးသဘုံခံနိုင်ပါမလားရခိုင်တောင်ပိုင်းကစစ်သား9000မြောက်ပိုင်းကစစ်သား9000စီညှက်ပြီးရေတက်ကအလေတန်တွဲကြောက်ဖြူကစစ်စင်ရေးဝင်မယ်လေတက်ကဝင်းတစ်ခုလုံးစုံမပြီးဟန်ချက်ညီညီတပြိုင်တည်းတိုက်မယ်ဆိုတာမျိုးပေါ့အေးအေးပြင်းရင်ပလဝကနေချင်းပြင်းနေအဲဒီကတစင်းအညာဒေသဆက်ပြီး တစုတစည်းတဲ့စစ်ကြောင်းဆက်ထိုးမယ် အညာကနေကချင်း GIC ဝင်မယ်နားလည်မှုရထားပြီးအခုပြဿနာမှာ နိုင်ငံဖြတ်တာဝင်မပါတဲ့လက်နက်ကင်ကိုခြံထားပြီးရှမ်းပြည်ကိုဆက်ရှင်းမယ် NCA မဟုတ်တော့ပါဘူးလက်မခံတော့ပါဘူးဆိုတဲ့အဖွဲ့ပါအကုန်ဖိအားပေးရှင်းမယ်ရှမ်းမြောက်ကနေရှမ်းတောင်ရှမ်းအရှိရှမ်းတောင်ရှမ်းအရှိမှာ ရှင်းရမဲ့သဘုံသိမ့်မရှိပါဘူးပြီးရင်ကရကရင်တလင်းနိုင်ဆိုပြီးကလောင်းဝေပုံစံနဲ့ဆက်ရှင်းမယ် ်လောလောဆယ်ရှမ်းမြောက်ကိုတောင်ခန်းကနေနှောင်ချိုကြောင်မဲ့တီဘောဆက်နိုင်ဝင်ရှင်းတယ်လို့မျိုးပေါ့လက်နဲ့လေရင်နဲ့ဆူဆိုက်ဒရုန်းတွေကိုခုခံနိုင်မယ်မထင်ပါဘူးကလေးအတွင်းနဲ့ဂိမ်းကစားသလိုစိတ်ကူးယဉ်ကြည့်တာပါမြန်မာနိုင်ငံလက်နက်ကိုင်သဘုံရှင်းသွားမယ်ဆိုရင်ဘာလို့လို့ထောက်ခံမဲ့ပြည်သူတန်းပေါင်းများစွာရှိပါတယ်တနိုင်ငံလုံးဝိုင်းဝန်းပံ့ပိုးပေးကြပါလိမ့်မယ် ရေးခဲ့သလိုသဘုံနှိမ်နင်းတာတိုင်းရင်သားစီးလုံးညီညွတ်ရေးနဲ့ဘာမှမဆိုင်ပါဘူးသဘုံကိုနှိမ်နင်းလို့မကြင်မနဲ့ဖြစ်နေရင်သဘုံနဲ့သဘုံအားပြီးတွေပဲဖြစ်ပါမယ်မရှင်းလို့အသိမဖြစ်တော့ပါဘူးရခိုင်ဝန်ကြီးဥဇော်အေးမောင်ကရခိုင်ကပြည်တော်စုကခွဲထွက်သွားရင်ရခိုင်ဆိုတာကိုပြလိုက်မှသွားကြည့်ရလိမ့်မယ်လို့ပြောပါတယ်သူကပြူလူမျိုးမရှိတော့တာကိုကိုကာပြီပြောသွားတာပါရခိုင်ကထင်ရှားတဲ့အမဟောင်းဒေါက်တာအေးမောင်လည်း ်စကိုင်းခွဲထွက်မဲ့ကိစ္စကိုထောက်ခံတာမတွေ့ဘူးဒေါက်တာအင်းမောင်ကဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ပြီးရခိုင်ဖွဲ့စည်းပုံဥပဒေရေးတာတောင်လက်မခံသေးဘူးထုံးမြနိုင်တို့စိတ်ကူးယဉ်နေကြတာပါရခိုင်ကိုပြည်တော်စုက ခွဲထုတ်လို့မရပါဘူးပြည်တော်စုနဲ့ပြည်သူကလည်းခွင့်ပြုမှာမဟုတ်ပါဘူးမြန်မာနိုင်ငံတွင်းမှာအခုအချိန်လောက်ပြည်သူတွေတဘုံကိုအလိုမရှိတော့တဲ့အချိန်မရှိခဲ့ဘူးပါဘူး ။တဘုံတွေတပွက်နဲ့တပွေရောအချင်းချင်းရောခွက်ဆောင်တွေခုန်နေကြတာပါ။ဖက်ဒရယ်စနစ်နဲ့နိုင်ငံထူထောင်မှဖြစ်လို့တဘုံနှိမ်နှင်းမှဖြစ်တယ်။ကိုပြည်နယ်ကိုအုပ်ချုပ်လိုတဲ့သူတွေယူကောက်ပွဲဝင်မာလို့ပြောပြီးကိုကိုကိုထောက်ခံနေတဲ့နိုင်ငံကြီးတွေအကူအညီယူပြီးတော့လှုပ်လိုက်မယ်။ဒီဘုံကိုစစ်တဲ့ပြန်ရသွားပါပြီ။နမ်မတူကိုလည်းဘုံကျဲနေပါပြီ။ရှမ်းမြောက်ဂုံတရေးလမ်းကြောင်းပြန်ပွင့်တော့မယ်။တေးကြပါနဲ့။နန်းခမ်းမိုးကုတ်လည်းပြန်သိမ်းပါပါ။ ပလောင်တွေမိရှုဖြက်စီးထားတဲ့တရားတွေဘုံခွဲထားတဲ့တရားတွေပြည်သူပိုင်ပစ္စည်းခိုးယူတာက လွဲပြီးတော့ဘာမှမလုံနိုင်တော့ပါဘူးတရားလေးပလောင်ကို ရှင်းတယ်လို့ကြီးရည်လေးပေါင်းပြီးအေတွေကိုရှင်းရင်ရောဘလောက်ကြာမယ်ထင်လဲတကယ်လို့ရင်နိုင်ငံစစ်တပ်ကိုဘယ်သဘုံကမရှင်းနိုင်ပါဘူးတိုက်စစ်တိုက်မဲ့စစ်တိုက်မဲ့ဗျူဟာကတော့စာသဘောအရရေးတာပါသဘုံတွေကိုရှင်းစီကျင်တာကတော့ အမှန်ပဲဆိုတာကိုလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုဒူဝင်ကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့ဒူဝင်မေတ္တာရက်ခံအပ်ပါတယ်မိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းရိုင်းစိုင်းမှုမပါဘဲလွတ်လပ်ပွင့်လင်းစွာ comment မှာဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခတ်ပါပါ